အင်္ဂလန်စီတန်းဆိုရင်နာမည်ကြီးခဲ့ဖို့တဲ့ကစားမှာအခုပါဖြစ်နေပြီလေပရိသတ်များမဲမိတော်များစနာအိမ်ဘက်ကိုရှိကိုအေဂျင့်ကနေပြန်လဲကြိုးလိုက်ပါရင်ပြင်သစ်ခလန်ဝင်စီတန်းကိုတော့ဘောလုံးပရိသတ်တိုင်းသိရှိကြမယ်ထင်ပါရင်အင်္ဂလန်ဘောလုံးလောကမှာလည်းစီတန်းစလက်တစ်ဆိုရင်နာမည်ကြီးခဲ့တဲ့ကစားမှာတယောက်ရှိခဲ့ဖို့ပါရင်သူဟာစီတန်းလိုပဲအလင်းခေါက်တေပတ်စင်နေကောင်းမွန်လာတာကြောင့်အင်္ဂလန်ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလေလို့ဖြစ်လာမယ်လို့ထင်ကြေးပေးခံခဲ့ရသူဖြစ်ပါရင် အင်္ဂစားမားက Ray Morrison ပဲဖြစ်ပါရင်ဒါဆိုရင် England စီတန်းဒါမှမဟုတ် Morrison တယောက်အခုပါဖြစ်သွားပြီလေ2020ခုနှစ်မှာ Morrison အား Manchester United နဲ့တူ Professional ကစားမားဘဝကိုစတင်ခဲ့ပါရင်အဲ့ဒီချိန်က Morrison အား Manchester United Academy မှာအလားအလာရှိတဲ့လူငယ်ကစားမားတယောက်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါရင် Rio Ferdinand ကတရက်မှာ Silas ကကျွန်တော်နဲ့ Rooney ကိုခေါ်ပြီးအဲ့ဒီကောင်လေးကိုချီးစမ်းသူကမင်းတို့ထက်ပိုကောင်းတယ် မင်းတို့မိမှုသမီးကလေးတွေထဲမှာအဲ့ကလေးကအကောင်းဆုံးပဲလို့ပြောခဲ့ဘူးတယ်ဆိုပြီးတော့ဖွင့်ရခဲ့ပူပါတယ်။မော်ရီဆင်ကမန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားမဟောင်းပေါ်ပေါ်ပါနဲ့အကယ်ဒီမှာဒီလိုဖြတ်တန်းလာခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဟာပေါ်ပါအထက်ပိုကောင်းတဲ့လူငယ်စားမတစ်ယောက်ဖြစ်ခဲ့ပူပါတယ်။အသက်18နှစ်ပြမှာသူရဲ့ double skill နဲ့ဘယ်သူမှမစိုးကြော်ဖြတ်နိုင်စွမ်းရှိပါတယ်။မန်ချက်စတာယူနိုက်တက်ဆီနီယာကစားသမားတွေကိုယ်တိုင်ကမော်ရီဆင်ရဲ့ခြေစွမ်းကိုအထူးတလဲချီးကျူးခဲ့ကြပါတယ်။ရင်းနှီးဆိုရင် ရွေဘယ်ကကြောက်ပါလာမယ့်ကစားမတယောက်ပါသူ့ခြေစွမ်းကစီတန်းလိုပဲရမ်းကောင်းတယ်သူကမယုံကြည်နိုင်စရာကောင်းတဲ့ကိုယ်တွေကိုသွင်းနိုင်တယ်လို့ပြောခဲ့ပူပါတယ်ပြန်ကောင်းဆိုရမယ့်မော်ရီဆင်ဟာရူနီပြောတဲ့လိုမျိုးဖြစ်မလာခဲ့ပါဘူးဘာရီကများမော်ရီဆင်ကိုပြဿနာဖြစ်စေခဲ့တာလဲမော်ရီဆင်ဟာခြေစွမ်းကောင်းတဲ့ကစားမတယောက်ဖြစ်ပေမဲ့ professional မဆန်ခဲ့ပါဘူးသူကနေ့စဉ်ဘဝကို NBA အချိန်ကြီးဖျက်ဆီးခဲ့သူဖြစ်ပါတယ်မော်ရီဆင်ဟာတစ်ခါလေကြာရင်ညာလုံးမှာဂိမ်းစားလေးရှိတယ်သူရဲ့တငယ်ချင်းတွေကလည်းမော်ရီဆင်ကိုဖျက်ဆီးခဲ့ကြတယ် Rio Ferdinand ကမော်ရီဆင်လမ်းမမရအောင်သူ့အိမ်မှာလာနေဖို့ပြောဆိုခဲ့ပေမဲ့အရာမထင်ခဲ့ပါဘူး Rio Ferdinand ရဲ့ဆုံးမစကားတွေအရမော်ရီဆင်အတွက်အပြစ်တင်စကားတွေဖြစ်ခဲ့ပါတယ် စိုင်းလက်ကမော်ရီဆင်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့အရင်ဆန်လာတယ်။ချမ်းခိုင်ကိုမရှိတော့ဘူး။ဒီကစားသမားကကျွန်တော်အတွက်အကြီးမားဆုံးနောက်နာရစရာပါပဲ။သူဟာသူ့ကိုယ်သူဒုက္ခရောတွေကရုံမထွက်နိုင်ခဲ့ဘူးလို့ပြောဆိုခဲ့ပါရီ။ဒါကြောင့်2019ခုနှစ်မှာစိုင်းလက်ကမော်ရီဆင်ကိုစိတ်ပြက်ပြီးဝက်ဆန်ယူနိုက်တက်ကိုရောင်းထိုးခဲ့ပါရီ။ဝက်ဆန်ကိုရောင်းရှိသွားခဲ့တာဟာမော်ရီဆင်ရဲ့ကြာရှုံးခြင်းနဲ့အစာပြုခဲ့တာပဲဖြစ်ပါရီ။လာချင်းကောင်းခဲ့ပေမဲ့ဆန်လာတိုင်းဟာမော်ရီဆင်ရဲ့စိတ်ထဲပိုင်းကိုကြိုက်နေတဲ့ခြင်းမရှိခဲ့ပါဘူး။မော်ရီဆင်ရဲ့အဓိကပြဿနာကသူ့ရဲ့ကိုယ်ပိုင်ဘဝဖျက်ဆီးမှုကိုအမှားကြီးမှားနေခဲ့တာပါ။အရင်ပါတစ်ခုမှာဝေတာမင်းကလေးကိုဘူးပြီးဓာတ်နဲ့ချင်းချောက်ခဲ့တာကြောင့်ရက်တစ်ပွဲရဲ့ထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။ ဝိုင်းစင်အီတလီဆွေတဲ့မဂါစီကိုပါရှိတဲ့အသင်းတွေထံပြောင်းရွှေ့ကစားခဲ့ပေမဲ့ဘယ်အသင်းမှမအကောင်းဆုံးကစားနိုင်ခြင်းမရှိခဲ့တော့ပါဘူး။လက်ရှိချိန်မှာမော်ရီဆင်ကသာမဘွားကိုဖျက်တမ်းနေစေဆိုပေမဲ့လည်းသူဟာဘယ်တော့မှဇီဒန်လက်သစ်ဖြစ်လာနိုင်မှာမဟုတ်တော့ပါဘူး။ဒီချိန်လေးကအင်္ဂလန်ဇီဒန်ဆိုပြီးတော့နာမည်ကြီးတဲ့ကစားသမားတယောက်ဟာအရေးရဲ့ကြေးကျုံအပြော့ပါအမှတ်မှုတွေကြောင့်အခုဆိုရင်တော့ဘောလုံးလုံးကားကနေထိတ်တန်းကစားသမားတယောက်ဖြစ်လာမယ်အရေးကနေကင်းဝေးသွားခဲ့ရတယ်ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ